ရေးလည်းပါမယ်မိစ္ဆာလည်းပါမယ်ပေါ့အဲ့လိုပါလာကစားလို့ပါ냐ပြီးစုစီလို့အဆရှိတယ်လည်းပါနေပါကောင်းပါနိုင်နေပေါ့အခုပြောနေတာတော့ဒီမိစ္ဆာလာမဖမ်းပါနဲ့ကလေးတွေသူရင်ထွန်းပေါ့နောက်တစ်ခါနေလင်းထက်နော်နောက်တစ်ခါနေရဲလင်းပေါ့အဲ့ဒီကလေး၃ယောက်ကသူတို့ပွဲရုံရှိကြောင်းမှာဟိုဘက်ကအကွက်ဆင်ပြီးဖမ်းသွားတာအဲ့ဒီဖမ်းမဲ့နေရာတန်းတဲ့ပွဲရုံနေတန်းတဲ့အင်ဂျီကိုတော့အနာသက်ဆိုင်လူကြီးကပြောလာတယ်အဲ့ဒီနေ့ကျတော့မင်းတို့ဆွဲမယ်မင်းတို့ရှောင်ထားကြရှာထားကြသူပြောတယ်ဒီကလေးတွေကအသီးနာပေါ့ငရုတ်သီးတို့နေလဲတို့ပဲတို့ဝယ်ပြီးပြန်လာတယ်သူပွဲရုံရှိကြောင်းမှာဆွဲစီခံလာရတယ်ပေါ့နော် အဲ့ဒါတော့မိတ်ချီလာတောင်းဝင်ရှိတဲ့လက်ရှိတောင်းဝင်ရှိတဲ့ပုံကိုယ်ကြီးအတိတုံးပါနော်နောက်တွေဦးစင်းက data ချက်လက်နဲ့ဘိုင်းလေးနဲ့နာမည်နဲ့တက်ပြောင်းမှာဒါမင်းတို့ထန်ကုန်လက်ဒီကလေးသုံးရက်နဲ့လဲရဲဆိုတော့လဲလိုက်ပေါ့နောက်ထပ်ဦးစင်းနေနဲ့နှစ်ပတ်တိတိတိခတ်ပေးမယ်နှစ်ပတ်ကျော်လာလို့မှမထူကြဘူးဆိုရင်တော့ဦးစင်းကတော့နာမည်နဲ့ data ချက်လက်နဲ့လိုက်လဲလွှင့်မယ်မီဒီယာတွေမှာလည်းဦးစင်းတင်ပြမယ်နောက်ပြီးဆိုနေပြီးတော့ဒူးချုပ်ကြီးကြီးစီဦးစင်းတို့ကိုယ်တိုင်တွားရောက်ပြီးစတင်မယ်အခုလိုတရားမှာလဲဆိုတော့တက်မတော်ပုံကြီးတွေထိမှာဆိုလို့ ဒီတက်မတော်ပဲဆွဲစီကြတို့ခေါ်လေလို့အဲ့လိုမျိုးတွေတချို့ကလည်းထင်းနေတဲ့လူတွေရှေ့တရားကလုံးရှိတယ်နော်အဲ့ဒီလိုမျိုးတွေလည်းပါသွားတဲ့ပုံကိုယ်ကြီးအများဆုံးအဖြစ်အစင်းရသူစင်းစားများတယ်ဒီနေ့လုံးမှနေစားများတယ်ညားကုန်တာပေါ့နော်ဟိုကလာဆွဲတာနဲ့ဒီကလာစီရတာနဲ့ဒါမျိုးတွေများအဲ့လိုများတော့ရွာတွေရက်ဒီမှာအခု6ရက်တိုးဆိုရင်တို့ရွာဆိုမိကိုတိတ်နေတယ်ဒါပေမဲ့ဥစဉ်ရတော့အခုခဏနေကင်းပတ်အောင်ပါနော်ဥစဉ်ရွာကိုဒီကြောက်ဆယ်မျိုးနဲ့ဥစဉ်ကင်းလှည့်အောင်ပါအခုနေ့ကတော့ဦးနေမတင်ကားလို့ခေါင်းတသိပေါ့လူလေးယောက်ဦးနေဆွဲစီလိုက်တယ် ဟုတ်ပြီဆိုတော့အကောင်ကြီးဖြစ်နေတယ်သူကနော်သူတို့ပြောပါတယ်မင်းတို့နေမကြွရင်ငါနေကိုမကြွလာနဲ့နောက်တစ်ချက်မဦးဇင်းလာတောင်းပါနေကြအေးကွာငါလည်းမင်းတို့မလဲငါလည်းမသိလို့ပေါ့ငါငါရပါလေလို့မတူကားလေးနဲ့ညညာဆိုလာလာပြီးတွေ့ရတူခေါ်ခေါ်သွားတာမို့လို့အဲ့ဒါကြောင့်မို့လို့ပါလို့အဲ့လိုပြောလိုက်တယ်နော်ဦးဇင်းခဏနေနေတာကဲလဲအောင်ဒါဦးဇင်းပြောမှာဆိုရင်6နာရီခိုးပဲဆိုရင်ဆိုင်ကြီးလက်ပိတ်ကုန်ရွာလည်းလည်းခွေးတကောင်မိတကောင်တော့အလံမကြားတော့နော်ခုလက်ရှိတောင်းရှိတဲ့ပုံကိုရပါဗျာဦးဇင်းဖြစ်နေကျင်တာကတော့ကိုရွာ ပါသွားတဲ့ကလေးတွေဆိုရင်ကိုကမမမမနဲ့ဆုံးရှုံးပြရမှာဘာလို့လဲဆိုဝင်းလို့ရတောင်းဝင်ကြွားရည်တောင်းဝင်ကြည့်တဲ့ပြင်ကိုပလဲစင်ပို့သူသဘောစိတ်ဆန္ဒနဲ့လိုက်သွားတဲ့ကလေးလည်းရှိတယ်အဲ့ဒီလိုကလေးတွေမျိုးဆိုကျွန်တော်တို့ရကြမှာထောက်ပံ့နေပါဦးဝင်းကိုယ်တိုင်ထောက်ပံ့ပါမယ်နော်အဲ့ဒီလိုပြောလို့ဟိုနေရာကျုပ်လိုက်ကလေးကိုပို့မြစ်တာရက်ခံပြီးသူတို့လာပြီးတောင်းပန်သွားတာပို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ဘုံမှာစစ်တပ်လို့ပြီးဆရာတော်မှာ သူဇာတိရွာကလူငယ်တွေကိုပေါ်လာဆွဲခံရလို့မကြေမနက်ဖြစ်နေတဲ့ရုတ်တန့်နဲ့အတူစစ်မှုထမ်းတအူတိန်ခွန်20ပေးမိဟုဆိုကာပြည်မျိုးတွင်စစ်တပ်လူလိုက်ဝင်နေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ်။ပဲခူးတိုင်းပြည်မျိုးတွင်စစ်မှုထမ်းတအူလျင်ချက်သိန်း80ပေးမိဟုဆိုကာစစ်ကောင်စီတပ်ကလူလိုက်ဝင်နေကြောင်းသိရသည်။အင်းမမျိုးအခြေဆိုင်အမှတ်66ချီမြန်တပ်မထာနာချုပ်တမခ66မှစစ်ဘိုလ်တအူအပါဝင်စစ်သား3ယောက်သည် ကီမျိုးပေါ်ကျူးကျော်ရက်ကွက်များရှိအခြေခံလူဒန်းစားများကိုအဓိကထားကစစ်မှုထမ်းရန်လူလိုက်ဝယ်နေကြောင်းကီမျိုးနယ်အခြေခံပညာကျောင်းသားများတမကထံကသိရသည်မြို့ပေါ်မှာလူခွဲပြီးလူရှာကြတဲ့တက်ထဲလိုက်ရင်တယောက်ကို3.80ရမယ်လို့ပြောပြီးစီးယုံပါတယ်ဟုကီမျိုးနယ်အခြေခံပညာကျောင်းသားများတမကဥက္ကဋ္ဌကိုတက်နှင်းအောင်ကပြောသည်ရင်းတို့လူလိုက်ဝယ်ခြင်းကိုကီမျိုးခံရက်ကွက်အုပ်ချုပ်ရေးမှုများကိုမခေါ်ဘဲရင်းတို့ဘာသာလောက်ကိုင်းနေခြင်းဖြစ်ကြောင်းသိရသည် 6ရက်နေ့မလ6ရက်ကမြို့ပေါ်ကလက်ဖက်ရည်ဆိုင်မှာသူတို့စစ်သားများပြောတာတော့နှစ်ယောက်ရပြီနောက်ထပ်တစ်ယောက်လိုနေတယ်လို့ပြောပါတယ်ဟုဂင်းကဆက်လက်ပြီးလူငယ်များအနေဖြင့်စစ်မှုထမ်းဥပဒေကိုညှင်းဆို့ကာတော်လန်ရေးအင်အားစုများထံဆက်သွယ်ပြီးတော်လန်ရေးစုံထမ်းတိုင်သည့်အထိတိုက်ပွဲဝင်ကြရန်ကိုတနှင်းအောင်ကတိုက်တွန်းသည်စစ်မှုထမ်းအပတ်စဉ်တစ်ဆက်တင်တန်းကို February 18ရက်တွင်နိုင်ငံတော်ဝန်ရှိစစ်တင်တန်းကြောင်းများ၌ဖွင့်လှစ်ခဲ့သည်ဆက်ဆံရဖန်နေဖန်လိုက်မယ် ထန်လေလိုက်တော့မှရှိတယ်ဗောနော်ဦးဇင်းတို့ကတော့ဒီမျိုးပါသားကလားဆောက်ဆောက်ကြီးပေါ့အမျိုးသားတွေကပတ်သက်လာအောင်ဦးဇင်းတို့ကပြောတယ်ဘာလို့လဲဆိုတော့တောင်းတယ်အတွေ့တွေပေါ့အပြောတွေဥစဉ်သားတွေမှာအချင်းချင်းခါခါကြားတယ်ပေါ့လားလဲလျှောက်ကြတယ်တကယ်တော့ဒီကိစ္စတွေကဒါထွေးဥရဲ့ကိစ္စတွေပဲနော်ဟိုတက်မတော်နေတော့ဆိုင်နေလည်းပြောမလားမဆိုင်ဘူးလည်းပြောမလားမသိဘူးနော်ထွေးဥကခွင်တော့တက်လည်းပါမရေးလည်းပါမမိစက်လည်းပါမပေါ့အဲ့လိုအပလာကစားလို့ပါ냐 ပြီးဆိုဆီလိုအဆရှိတယ်လဲပါနေပါကောင်းပါနေလေပေါ့အခုပြောနေတာတော့ဒီမိတ်ဒီလာမှာဖမ်းသွားတယ်ကလေးတွေသူတွေထွန်းပေါ့နောက်တစ်ခါနေလင်းထက်နော်နောက်တစ်ခါနေရဲလင်းပေါ့အဲ့ဒီကလေး၃ယောက်ကသူတို့ပွဲရုံရှိကြောင်းမှာဘုရားအကွက်ဆင်ပြီးဖမ်းသွားတယ်အဲ့ဒီဖမ်းမဲ့နေရာတန်တဲ့ပွဲရုံနေတန်တဲ့အိမ်ကြီးကိုတော့အနာသက်ဆိုင်ရလူကြီးကပြောထားတယ်အဲ့ဒီမိညာတော့မင်းတို့ဆွဲမယ်မင်းတို့ရှောင်ထားကြရှားထားကြသူပြောတယ်ဒီကလေးတွေကအသီးငါပေါ့ငရုတ်တီးတို့နေလဲတို့ပဲတို့ဝယ်ပြီးပြန်လာတယ်ချင်းသူပွဲရုံရှိကြောင်းမှာဆွဲစီခံလိုက်ရတယ်ပေါ့နော်အဲ့ဒါတော့မိတ်ထီလာတောင်းဝင်ရှိတဲ့ လက်ရှိတောင်းရှိတဲ့ပုံစံတွေအတိအသုံးပါနော်။နောက်တွေဦးစင်းက data ချက်လက်နဲ့ဘိုင်ဒင်းနဲ့နာမည်နဲ့တက်ပြောင်းမှာ။အဲမင်းတို့ထန်ကုန်လက်ဒီကလေးသုံးရက်နဲ့လဲရဲဆိုတော့လဲလိုက်ပေါ့။နော်မင်းတို့လည်းဒီလိုယာတို့ဒီလိုထန်ကုန်ရဖို့ဆိုတော့မင်းတို့လည်းဟုတ်လား။တော်တော်ကြိုးစားခဲ့လို့ဒီလိုညာမျိုးတွေမင်းတို့ရောက်လာတာ။နော်နောက်တစ်ခါလဲကြော်ပတော့ကကိုလက်ရှိတောင်းဝန်ထမ်းဆောင်နေတဲ့ပုံစံတွေအလွှမ်းပြေးနေဆိုတဲ့ကောင်လေးပေါ့နော်။သူ့ရဲ့အဖေကြီးကအမေကြီးကဒီလိုကလည်းချက်မျိုးဆက်လို့ရမယ်။အဲ့ဒီညာသူ့မိလေးဖမ်းသွားတော့သူ့ဖေကြီးရောအမေကြီးရောအဲ့ရတယ်မှာပို့လို့ပက်လက်တွေလမ်းလို့ တော့ဦးစင်ကိုယ်တိုင်စေးတွေပါထိုးပြီးစေးတွေပါကုပေးတယ်။နောက်တစ်ခါသူ့မရလဲမုတ်ဆိုးပါကြီး။အဲ့ဒီနေရာမှာဦးစင်တို့လည်းဖြောင်းပြပေးတယ်ပေါ့။ဒါပေမဲ့သူမြည်ရလိန်မာတော့အဖိုးကြီးဖွားကြီးကမတားချက်လား။သူ့မရလဲမုတ်ဆိုးပါကြီးသူသားကိုမတားချက်လား။လူမြည်လေးညာဒီဆက်များပါသွားတယ်သူတို့မှယွံ့ကျိုးမရပေါ့။သူဒီတကကြီးကိုယ်တိုင်လည်းသူမြည်တော်နဲ့ပတ်သက်လို့သူကလည်းစိတ်မူလန်းဘူး။ဟုတ်လား။ဘယ်နှခုနှစ်ကပင်နေယူခဲ့တဲ့ထောင်းတော့ခဲ့တယ်ဆိုတာတင်းတင်းလေးလေးအတနာတကလည်းဖြစ်ချော့ကလည်းတင်းတယ်။အဲ့ဒါလည်းဦးစင်တို့ကိုယ်တိုင်လည်းသွားခဲ့တယ်။ဟိုအထက်ဝင်းနဲ့မဖြစ်ပါနဲ့ဆိုလို့ဦးစင်တို့အောင်းလန်းနဲ့ဝင်ခဲ့တယ်။ ။ဟိုလမ်းကြောင်းလည်းဦးဇင်းလို့ရှောက်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီနေရာပုံကိုရဦးဇင်းတို့စမောတာလားထင်သေးတာလားတော့မသိဘူးခင်ဗျာနော်။ဦးဇင်းတို့အဲ့ဒီကမနေ့ရှင်းနိုင်တော့လေရုံးနေကိုရောက်ထိုင်ဆောင်တယ်။ဒါပေမဲ့ရုံးနေမှာဦးဇင်းကိစားသူတို့ခေါင်းနဲ့မထည့်ဘူး။ချင်တဲ့ဦးအဲ့ဒီရတနာပါတယ်ဟိုထွေလာကြီးတွေကြောက်ပလောင်းရောင်ဘက်ကချောင်းနေမှာတဲဒီပါတင်းနေတယ်နေသားနဲ့လုံနေထွေလာကြီးဆဲသေးသူတို့ဖမ်းလာပေါ့။အဲ့ဒီဖမ်းလာတဲ့ကိစားသူတို့လုံနေကြတာပေါ့။အဲ့ဒါတော့အာရကီလေးတွေကြီးလေးတွေရဆိုတော့အဲ့တော့အဓိကထားလုံနေပေါ့နော်။ဒါမို့ခုနောက်ထပ်ဦးဇင်းနေနဲ့နှစ်ပတ်တိတိတိခတ်ပြီးမယ်။ နှစ်ဘက်ကြော်လာလို့မှမထူးကြဘူးဆိုရင်တော့ဦးစင်းကတော့နာမည်နဲ့ data ချက်လက်နဲ့လိုက်လဲလွှင့်မယ်မီဒီယာတွေမှာလည်းဦးစင်းတင်ပြမယ်ဘာဖြစ်လို့နေပြီးတော့ဒူးချုပ်ကြီးကြီးစီဦးစင်းတို့ကိုယ်တိုင်ပေါ်ရောက်ပြီးစတင်မယ်အခုလိုတရားမှာလဲဆိုတက်မတော်ပုံရိပ်တွေထိမှာဆိုလို့ဒီတက်မတော်ပဲဆွဲစီကြတော့ခေါ်လဲလို့အဲ့လိုမျိုးတွေတချို့ကလည်းထင်းနေတဲ့လူတွေ80ကျားကတော့ရှိတယ်နော်အဲ့ဒီလိုမျိုးတွေလည်းပါသွားတဲ့ပုံကိုယ်ကြီးအများဆုံးအားဖြင့်အစင်းရဲစုစင်းစားများတယ်ဒီနေ့လုံးမှနေစားများတယ်ဒီနေ့ဦးစင်းစကိုင်းကပြန်လာတယ်ဦးစင်းရဲ့ပတ်သက်ရပတ်သက်ကြောင်းဒကမရဲ့အသားပေါ့နော် ဲ့ဒီကလေးပါသွားတော့ကလည်းမွေးပြီးတာမှသုံးရပဲရှိသေးတယ်မျိုးသမီးကမီးတွင်းထဲမှာသူ့ယောက်ျားငပြောသွားခေါ်ပါတယ်နောက်ချစ်တင်ရတယ်လို့ဆွဲစီသွားတယ်ဦးစင်းမျက်နှာရက်ခံတယ်ဇာလဲတင်ပြီးပါတယ်ဟိုတပတ်လောက်တော့နောက်ပတ်လောက်မှသူ့ကိုထိန်ထဲပါဟိုကလည်းမွေးပြီးလို့သုံးရပဲရှိသေးတယ်လို့ပြောတာအောင်အဲ့ဒီနေရာကောင်လေးကလည်းအလုံးမလုပ်တဲ့သဘောမျိုးပေါ့နော်အဲ့ဒီနေရာကောင်လေးကတွေ့ရအောင်မယ်ဦးစင်းပြောအောင်မယ်ဦးစင်းတို့ဒီကြောက်စင်နေရတယ်ဟောနောက်တစ်ပတ်ဆောင်ကြည့်အောင်အဲ့ဒီကနေ့သူတို့မိသားစုနဲ့အက်ကလေးတွေကတော့ဦးစင်းတပည့်တွေတော့တင်နေကြပြန်လာပါပြီနော်မန်ကက်ကလည်းပြန်လာပြီဒီရောက်အဲ့ဒီကနေ့အက်ကလေးတွေလည်းဦးစင်းတယောက်ကိုငါးသိန်းကြီးပေါ့ဦးစင်းထောက်ပံ့ခဲ့ မတယောက်ကကြတော့ဘာကြီးကပူးနေတာအသိမကြတော့နော်တဲ့နှလားလောက်နေမွေးတော့မယ်အဲ့ဒါကြီးလည်းပါတယ်နောက်ပြီးတဝီရောသားကြီးလည်းဖြစ်တယ်အဲဒီနေ့ညအဓိကကတော့ဒီကြောက်ပရောင်းကလွှတ်ပြင်းတဲ့ကိစ္စရယ်မိထီလာပါဘောနော်သူတိန်ထုံးတို့နေလင်းချက်တို့နေရဲလင်းတို့ကိစ္စပါဘောနော်အဲ့ဒီကိစ္စကိုဦးဇင်းဒီနေ့ညကတော့နမူနာလေးနဲ့အမီးလောက်ပဲပေါ့နော်နောက်ထပ်နှစ်ပတ်နေရင်ဦးဇင်းလိုက်လဲလွှင့်မယ်နေပြီးတော့ဦးဇင်းကိုယ်တိုင်စာသွားတယ်မယ်အဲ့ဒါမင်းတို့ဖြိုင်ပုံနဲ့ဒီကလေးတွေနဲ့ မရရဆိုတော့လဲလိုက်ပေါ့ကွာနော်အဲ့ဒါလေးတွေပြောချင်လို့ဘာဖြစ်လို့ပြောချင်လဲဆိုတော့ဒီကလေးတွေရမိပါလေဗျာကျောင်းအောင်အတုပါကြတာခဏခဏလမ်းကိုပြညတော့ကျောက်ကလည်းခါပူတာခံနေနားပူတာတော့မခံနိုင်ဘူးညနော်ခွေးကတည်းရမနေ့ကတော့အကွေရအကွေကြောင့်ရှာကြတာတွေလည်းများကြတယ်ပေါ့သူတို့ရဖြစ်ချင်တဲ့သဘောကတော့ဒီကလေးမမွေးပြီးွားလို့နောက်ပတ်မှာသူတို့တောက်ကိုခေါ်သွားမှာဆိုတော့သူတို့လက်ခံတယ်ပေါ့အဲ့ဒီလိုမျိုးတွေလာကြတယ်လို့ဆိုမှာပဲဦးစင်းစီလာကြတယ်နင်းနေကြကအခုကျောက်ပတော့က တတ်ဆိုင်ရခုဒီလက်ခုယခုလက်ရှိပေါ့တောင်းဝန်ထားဆောင်နေတဲ့လူကြီးတွေပေါ့နော်အဲ့ဒီလူကြီးတွေမိတ်ဆွေလားကိုလက်ရှိတောင်းဝန်ထားဆောင်နေတဲ့အာနာပိုင်တွေပေါ့ဟုတ်ဒီခုကိုလည်းလုံပြောရတယ်ကျွန်တော်တတ်မတော်ရပုံရိပ်တို့ပတ်သားသားရပုံရိပ်တွေကိုမထိခိုက်သေးကြလို့ဦးစင်းနေနဲ့လိုက်လို့ပြောရတာတကယ်တော့ဒီလုံငန်းကြီးကပတ်သားဆန်နဲ့လည်းမဆိုင်ဘူးနော်ဒီပလာကဖန်နဲ့လည်းမဆိုင်ပါဘူးတတ်မတော်နဲ့လည်းမဆိုင်ဘူးအဲ့ဒါမှအဓိကဒီလိုမျိုးလုပ်ငန်းကြီးက ဘယ်သူနဲ့သက်ဆိုင်လဲဆိုတာတော့လက်ရှိတောင်ဝထောင်းနေတဲ့လူကြီးတွေမြို့နယ်တွေခရိုင်တိုင်းတွေမှာတောင်ဝထောင်းနေတဲ့လူကြီးတွေအိုးသိပါတယ်။ဘယ်ကျင်တာဒီကလေးဆိုတလကျော်သွားပြီ။တချို့ကလေးတွေသနာသာကလည်းဖြေချော့တင်လို့သူတို့နဲ့ဒီတက်မတော်ရဲ့လိုအပ်ချက်နဲ့မငြိမ်းညွတ်တဲ့ကလေးတွေဆိုရင်ပြန်လှုပ်ပေးလိုက်တယ်တော်တော်လေးများပါတယ်။ဒီကလေးလက်တူပဲစကားကကလေးဆိုရင်သူကလက်တွေကစတိယွေထဲတာ။သူဆွဲတဲ့ကောင်တွေကလည်းဂျိုးဂျိုးမှမသိနေရောမှမသိဆုပ်ပြတ်မှမသိပဲဆွဲတဲ့ကောင်တွေလည်းအများကြီးရှိတယ်ဗျ။ပါသွားတဲ့ခါကျတော့ဟိုမှာခွေးတွေထင့်နေကြတာ။ နော်ဟိုတချို့နေရာတွေမှာလည်းဟိုဘီဘိုးစီဘိုးတွေလည်းခေါ်ချသွားတာပဲအဲ့လိုပေါ့ဘူးကြတော့တခါသွေးတွေပြန်ဆက်ပေါ့နောက်တခါဥစဉ်ပြောချင်တာကတော့ဟိုလေးကတောင်ငူကပေါ့နော်ကီတုမတီကဟိုပုံမူလားဘာကောင်လဲတော့ဥစဉ်စိတ်ဝင်လာပေါ့သူကလည်းဆေးဘက်ဆိုင်ရာပေါ့နော်ကုလူမဆွဲသွားတဲ့ဟာတွေသူတို့စစ်စစ်တယ်အဲ့မဲ့ဥစဉ်ရဲ့တပည့်တယောက်ကလက်မဖြတ်ထားတာမကြသေးဘူးပြအဲ့လက်မကတ်ခက်နေဝေဒနာတွေသူပြောပြတယ်ပြောပြတော့ဒီကောင်ကကလေးကိုပိတ်ငေါ့တယ်အဲ့ဥစဉ်ပြောလာတယ်မင်းကဘလို့ကိုတော့ထင်းလို့လုံးလို့ အဲ့ရှင်ပြားစီလို့ဒီကလေးကိုမငေါ့တာလို့မဆဲတာလို့မိတဲ့ငါပိုဆဲကြတယ်လို့ငါငေါ့လဲပိုကြတယ်လို့ဒီငါကလေးကထဲထဲကြောင်နေချင်းလို့ငါသိခံနေရလို့သူကဆေးဘက်ဆိုင်ဒေါက်တာလည်းဖြစ်တယ်ဗျာဒေါက်တာဆိုတာအပြောကောင်းရင်လူနာယောဂတော်ဝတ်သက်တာဗျာဦးဇင်းလို့ဒီနေပြီးတော့ခရင်တောင်ဆေးုံမှာဆေးဘက်ဆိုင်ဒေါက်တာလည်းဦးဇင်းလို့ရင်းပြီးပါတယ်တော့ပြုံးလင်းဆိုတဲ့လူလူပဲဒီမန်လေးကိုလည်းလူလူပဲတက်မတော်နဲ့ပတ်သက်လာရင်ဒေါက်တာတော်တော်ရင်ကျေးတာတွေ့တယ်ဒီကေတုမတရားဆေးဘက်ဆိုင်ဒေါက်တာတော်တော်မှရမ်းတယ်ဗျာသူဘုံမှုဆောင်လာပဲနေမှာပေါ့အဲ့ဒီပုံကတော့နောက်လေကျမှဦးဇင်းဒေတာချက်လိုက်နဲ့ဦးဇင်းချပြအောင် အတင်းတန်းကြောင့်ဘုံမှုကိုယ်တိုင်ကိုလည်းပြောတာဘုံမှုအဲ့တော်တာမရဘူးလေဒီဘုံကတော့ပိတ်ငေါက်ထားတယ်သူတဲ့အကြီးမှန်းလည်းမသိဘူးလေးစားမှန်းလည်းမသိဘူးတဲ့ဂလူကတော့လည်းမသိဘူးတဲ့ဘုံမှုတိခံလိုက်ပါဆိုလို့မတိခံလိုက်ဘူးနော်အဲဒီနေ့ကတော့မင်းမင်းမင်းပါနော်အခုကျန်ပါလိမ့်မယ်လို့ပြောရတယ်ဘာသာစကားဘာသာစကားဘာသာစကားတော့အရင်ကတော့တုံးခဲ့တဲ့စကားလုံးနေပါဒီလိုမှမလေးမှာကျုံလိုအားပြီးမှဆိုရင်ဦးလိုဘွားလေးမှာနေဒီမှာဟာလာကျုံလိုအားပြီးဆွတ်ဆွခေါ်ကြပါဘော်ဒါရဲ့ဒိဗျာတော့ဟိုမှာတော့ရှည်ထားပါတယ်လို့အလုပ်လုပ်ရတဲ့နေရာဒီမှာ ဒီစားရိတ်တောင်ရိတ်ခါရိတ်ထမ်းတယ်တက်တာရိတ်ထမ်းရတယ်ပေါ့အဲ့ဒါကိုပေါ်တာလို့ခေါ်တယ်ပေါ့ခုကတော့ခွေးကတော့ဘယ်လိုပေါ်တာခေါ်ရတော့ဦးနေမပြောပြတာနော်ကွန်မန်လေးရတော့ကိုင်းပြီးမှပြန်ကြည့်ပြပါဦးနော်စားစားရဲအုတ်ကြီးနဲ့စိန်မှုကလှုပ်ဆောင်နေတာဖရားတဲ့ဒီလိုလိုရက်ွက်မှာရောက်ကို300နဲ့ဖြတ်တယ်တဲ့အဲ့ဒါကတော့သူတို့ရဲ့ဒါ informer ပေါ့နော်ဘယ်ဒေတာမှာဘယ်ချက်မှာဆွဲမယ်ဆိုရင်အထက်ကလူကြီးကမသိဘူးလीဟုတ်လားဘယ်ရောက်ကမှာဘယ်သူ့ကိုဆွဲရမလဲဒီကောင်ဘယ်လမ်းကိုသွားလဲဆိုတော့အထက်ကလူကြီးကမသိဘူးဒီကတော့ခင်ဗျားတို့ရက်ွက် ရွာတွေမှာအင်ဖော်မာရှိတယ်။အဲ့ဒီအင်ဖော်မာတွေကလမ်းညွှန်မှုကြောင့်ကိုဦးဇင်းတို့နယ်ပယ်မှာအဲ့လိုပဲငကြောခုတ်သွားတဲ့ကလေးတွေဟိုတော့ချစ်တင်သွားတဲ့ကလေးတွေအုံးလက်သွားပေါ်တဲ့ကလေးတွေအဆက်စီခံရတာအများကြီးပဲ။အဲ့ကလေးတွေရဲ့လမ်းကြောင်းဒီရက်ရွာတို့အုပ်ချုပ်ရေးမှုတို့နော်နောက်တစ်ခါရက်ကွက်တို့အုပ်ချုပ်ရေးမှုတို့ပါမှုညာမှုတွေပေါ့။အဲ့ဒီပုံစံရပိုသိမှာပေါ့။ဒါကြွားရက်တွေမှာအင်ဖော်မာဆောင်ရှိတယ်။နော်အဲ့ဒီဟာမျိုးတွေတောင်လည်းပါပါတယ်ဗျာနော်။ဆန္ဒရမင်္ဂလာညာချမ်းပါဥဒိမာဗျာ။မင်္ဂလာပါဗျာနော်။အလိုမင်္ဂလာပါဟုတ်နေ။လမ်းမလည်ခင်အလိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါ။ အဲဒီတရားဥစဉ်နဲ့ဆွေးနွေးကြတဲ့ပုံဝင်နေရှင်လဲ లైన్ ပေါ်တက်ခဲ့ပါလို့ဥစဉ်နေနဲ့ခိတ်ခေါ်ပါရနော်ခွာတယ်ဒီလိုမျိုးပြောတဲ့ဟာတို့ဆိုတာကတော့ကျော်ဆိုးဦးရေနောက်တစ်ခါဇူမန်းဒီပေါ့နော်ဥစဉ်တို့မျိုးသားကြီးတွေကမီဒီယာပေါ့အန်သူကတော့ပြောနေရတွေ့ရနောက်တစ်ခါဟိုမီဒီယာတက္ကမတယောက်ချင်းတက်တော့မှာပေါ့ဟိုဥစဉ်နဲ့တက်တော့မှာတော့ခဏတော့မရှိပါဘူးသူသူလွှင့်လာလေးတွေတွေ့တွေ့နေရတယ်နော်အခုတော့ဘယ်လိုပြောရမလဲဆိုတော့ဥစဉ်နေနဲ့ဒီနေ့ည9ရက်ပေါ့3လပိုင်း2025 နော်ည9:00နာရီခွဲချိန်မှာဥစဉ်လိုက်လွင်တယ်ပေါ့နောက်တော့ဥစဉ်နေနဲ့နံပါတ်တိတိစောင့်ကြည့်မယ်နံပါတ်တိတိစောင့်ကြည့်လို့မထူးကြဘူးဆိုရင်တော့ဦးမေတီလာသက်ဆိုင်ရာအာနာရှိတဲ့လူကြီးပေါ့နော်တောက်ပတော့ကသက်ဆိုင်ရာအာနာရှိတဲ့လူကြီးပေါ့အဲ့ဒီပုံကူကြီးဥစဉ် data ချက်လက်နဲ့နာမည်နဲ့ဘိုင်းနေနဲ့တက်ပြီးဥစဉ်ပြောမှာဟောနေပြီးတော့ဒီလေဥစဉ်ကိုယ်တိုင်သွားပြီးစတင်မှာအားကြောင့်လို့တင်ရလာလဲဆိုတော့တက်မတော့ပုံရိပ်တက်မတော့ရုံသိခါလေးခြာဆင်းနေပေါ့ဗျာညှိုးနှောင်းနေပေါ့နော်ဥစဉ်တော့ကတော့ဘယ်ပါတီဘက်မှာပါတဲ့ကိုယ်တော်နေမှာပေါ့ ့ဘုံကြီးဆိုတော့အွာလည်းမဟုတ်အနီလည်းမဟုတ်အနီလည်းမဟုတ်အစိမ်းလည်းမဟုတ်ဘုံကြီးဆိုတော့အွာပေါ့အမျိုးသားလမ်းကြောင်းပေါ်မှာတက်လာမှဆိုရင်တော့ဘယ်အစိုးရပဲဖြစ်ဖြစ်ဘယ်ပါတီပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းပဲဖြစ်ဖြစ်ဥပဒေပေါင်းတော့ရတယ်ခုခံကာကွယ်ရမှာဒါဦးဇင်းတို့ရဲ့အလုပ်ဦးဇင်းတို့ဆိုရင်ဒီမျိုးသားလေးလှုပ်လာ2000တခုနှစ်ကလေးလှုပ်လာတယ်နော်မျိုးသားလမ်းကြောင်းပေါ်တက်လာမှဆိုရင်တော့မျိုးသားရိုးအာခံမဲ့တိုက်ခံမဲ့ဆိုရင်တော့လက်မခံဘူးဦးဇင်းတို့ကအဲအဲ့ဒါလေးဦးဇင်းတို့ပြောချင်တာပဲနော်နောက်ဒီတော့ဦးဇင်းနေနဲ့အဖမ်းသွားတဲ့နေ့ကမောင်းဖြူပါတယ်မောင်းနီးပါတယ်ဟုတ်လားအာနာပိုင်းနေ့ကဘဇူးပါတယ် ဘယ်ချိန်ဘယ်နာရီဘယ်နှစ်မိနစ်ဘယ်နေရာအဲ့ဘလို့ကားနဲ့လာဆွဲတာလားကစားဦးသိအကုန်ချပြမယ်နော်ဒီမေတီလာကိစ္စရယ်အဲကြောက်ပရောင်းကိစ္စရယ်အဲ့ဒါလေးဦးသိချပြပေးမယ်ပြောပါမင်းတို့လိုအပ်ရင်ပြောပါဟုတ်လားဒါတော့ဘယ်တိုင်းသားပဲဖြစ်ဘယ်လူမျိုးပဲဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ကိုယ်နိုင်ငံကိုယ်လူမျိုးတော့အချင်းမြင်လို့တာများပါလားဒီစင်ပူတာကိစ္စရယ်တော်တော်လေးခရေရိုက်နေကြတယ်နော်ဒါတော့မသိတဲ့လူတွေတော့ခရေရိုက်တာပေါ့ဒါစင်ပူတာတော့ခုမှပြဋ္ဌာန်းထားတဲ့ဥပဒေမျိုးကိုရှေ့ဘက်ဝင်နေဒီလက်ထက်ကလေးကပြဋ္ဌာန်းထားတဲ့ဥပဒေတွေ ။အခုဒီခေါ်ရတဲ့လူတွေဆွဲသွားတဲ့လူတွေကလည်းဒီစစ်ဥမှုတန်းနဲ့ပတ်သက်လို့ခံလာမဲ့ရလက်တယ်။ဟုတ်လားရရှိမဲ့အကျိုးကျေးဇူးတရားတွေကိုမရှင်းပြဘူးသူက။အဲ့တွေ့တဲ့ကောင်ဒီကောင်ကစမ်းမရေးကောင်းလားဟုတ်လားမုံဆုံးမသားလားတဦးစီးသောသားလားလည်းမသိဘူးသူမျိုးသမီးကပိုက်ကြည့်နေလားအမျိုးသမီးရှိလားမရှိလားလည်းသူတို့ကမသိဘူးတွေ့ရကောင်ဆွဲပြီးတက်လက်သွားတာပဲ။နောက်ပြီးကျွန်တော်တို့ကခွေထည့်နေကြတာ။နော်။အခုလည်းဦးစင်းညတနေ့တို့မှလိုက်လွင်နေပေါ့။အဲ့ဒီလိုက်ဖို့လဲဦးစင်းရောအုတ်ချိုးရင်မူကမေတ္တာရက်ခံလို့ဦးစင်းအားလေးခဏခဏ ဟိုဖြတ်တော့မချပါဘူးဦးဇင်းကိုတော့ခတ်လိုက်တယ်ပေါ့တော့ခတ်လိုက်တော့ဦးဇင်းကပဲကြည့်လို့ရမယ်ကျန်တဲ့လူကိုကြည့်လို့မရဘူးနော်ဒါမှအတိုင်းသာတဲ့လုံးလာရင်တော့ဦးဇင်းကဟိုပဲအာနာရှိတဲ့ပုံကူပဲဖြစ်ဖြစ်ဟုတ်လားအာနာရှိတဲ့အဖွဲ့ကြီးပဲဖြစ်ဖြစ်အတိုင်းသာတော့လုံးမလာနဲ့ဓမ္မဝိညာဉ်နဲ့ကြည့်မယ်တရားသောနိလန်းနဲ့ညီညွတ်ဥပဒေပေါင်းလို့ရမှာဆိုရင်ဦးဇင်းတို့အနေနဲ့ကြိုးစိုးတယ်ဝက်ကမ်းပဲလိုအပ်တာလဲဦးဇင်းတို့ထောက်ပံ့ပေးမယ်ပံ့ပိုးပေးမယ်ဟုတ်လားဒီကနေ့ဦးဇင်းစကားနဲ့ကြားလာတယ်ဦးဇင်းနဲ့ပတ်သက်ရပတ်သက်ကြောင်းဦးဇင်းတက္ကမရဲ့ဒါရီပေါ့လေးယောက်ဦးဇင်းထောက်ပံ့ခဲ့တယ်သူ့မိဖေတွေလည်းခေါ်သွားတယ် အမင်းမင်းဖြစ်တယ်ငါ့ကိုမကြောနဲ့ငါမင်းတို့မွေးထားတဲ့သူမဟုတ်ဘူးတော့ဖုန်းကြီးမလို့ကြောတယ်ပေါ့အေးမင်းမင်းကြောကြောတာကမှသူ့လေးယောက်လုံးသူ့မိရှေလေးယောက်မှခေါ်ပြီးပြန်ရစီကနေနှုတ်နဲ့ချပြီးတယ်ပေါ့အဲ့ဒါမိဘနှစ်ပါးရဲ့ပုံမှန်သားတို့ကကာကမစီကမနောကမလို့ပြပြောမှဆိုမှရှိရင်အနှုတ်ရခုလုံးပေးတော်မူပါဆိုပြီးဦးနေရှေတန်ပြရဒီကလေးလက်ဆိုတယ်ဒီလေနောက်ဆိုရင်ဟိုဘက်သူတို့ကြတဲ့တောင်းလို့ထမ်းဆောင်အောင်ကလေးကြီးဖြစ်တယ်ပေါ့နော်အားလုံးကိုဦးစင်းနေတဲ့တန်တဲ့ဘက်ကဒီကလေးတွေကိုထွက်မပြင်းနဲ့တမ်းမကြီးယူဆက်လိုရတာချင်းဦးစင်းကိုဖုံးဆက်ဒီလိုမှာခဲ့တယ်ကလေးတွေလည်းပျော်ရွှင်တယ်မိဘတွေလည်းပျော်ရွှင်တယ်ပေါ့နော် ။အင်းကြီးကားအသေးပါငါလူက9ယောက်တင်ခဲ့။တင်ခဲ့တာဗကြီးတန်နဲ့ယောက်။ကလေးပေါက်ဆန်းနဲ့နှစ်ယောက်။နောက်ဟိုတက္ကမကြီးကတယောက်ဆိုတော့ဦးစင်က9ယောက်လောက်ပဲမောင်းတဲ့လူကတယောက်ဦးစင်နဲ့ဆိုတော့ကားပြည့်ညံ့တာ။ဂျာကလေးဘာဖြစ်တော့လဲ။အဲ့ဒါကြောင့်မလို့ဒီပေါ်တာဆွဲတယ်လို့ပြန်ပြီးဆွဲတယ်လို့ဆိုတဲ့စကားလုံးနေရ။တော်တော်လေးဦးစင်တို့ညီမပြီမှာခရက်တော်တော်ထားတယ်နော်။အဒီနည်းညပြောနေတဲ့အဓိကကတော့မိထီလာကဟောဒီနိဂါဒုက္ခအပွဲုံရဲ့ရှိမှာဆွဲသွားတဲ့အဖွဲ့စည်းကြီး ဟောမင်းတို့ရဲ့နံမဲဒီဒီလာချက်လိုက်တဲ့ပုံရှိတယ်အဲ့ဒီကပုံကြီးလည်းမင်းလည်းအတူတူပဲနော်ဒီနှစ်ယောက်ကသုံးယောက်ကိုရကြတယ်များနေပြီနောက်တစ်ခါကြောက်ပတော့ကသက်ဆိုင်ရာလူကြီးကြီးပေါ့နော်အရှင်ပြတို့အထက်ဝင်းနေမှဖြစ်ပါနဲ့ဆိုလို့ဦးစင်းတို့အောက်လမ်းလည်းလည်းဝင်နေဦးစင်းတို့ရဲ့တပည့်ရလည်းဒီထဲမှာလည်းရောက်နေတဲ့အတွက်ဥပဒေဘောင်တွေကလည်းလမ်းလျှောက်တယ်ဥပဒေဘောင်တွေကလမ်းလျှောက်လို့လက်မခံဘူးဆိုရင်တော့မင်းတို့ထိုင်ကုန်တဲ့ဒီကလေးတွေနဲ့လဲကျင်နေဆိုရင်တော့